ြောရရင်တော့ကမလေးရဲ့အချစ်တေကြောင့်လက်ဆက်နေရဲ။အချစ်နဲ့မှဟိုဘောဒီအချစ်ခံရတယ်အပြစ်မလဲအချစ်ခံရတယ်ကမလေးရ။မေးလည်းမမေးပဲဖြစ်။အင်းအိမ်မက်အိမ်မက်နဲ့အကျိုးပေးတာဆိုလို့ရှင်အာပထမစားရင်တော့အိမ်မက်လေးပေါ့နော်။အခုကတော့အိမ်မက်လူမျိုးပေါ့ဟုတ်။အမဘွားရဲ့အစာပေါ့နော်အမရဲ့ဒီအမှုပညာလောကရဲ့ အစလို့လည်းပြောလို့ရပါတယ်အိမ်မက်လေးတခြင်းလေးရကြတာဟုတ်အမအမမဆိုဘူးပေါ့ပြောရရင်တော့ပေါ့နော်ဒီမှာဒီမှာတော့ချို့လဲဆိုဘူးကြပါတယ်ဒါပေမဲ့အခုကတော့ဒါအမရပထမဆုံးပေါ့ဟုတ် ဒီကင်မိုကအများနဲ့တော့အသေးမကွဲဘူးပေါ့လေဆိုတော့ဟိုပြီးတော့ဟိုအများနဲ့အသေးကွဲတဲ့ချင်းတွေပဲထွက်နေရဆိုတော့လေဒါဒီတချင်းလေးကလည်းဟိုပေါ့ဒီချစ်စရာကောင်းတဲ့တချင်းပုံစံမျိုးလေးပေါ့နော် ပြောစရာကောင်းတဲ့ပုံစံမျိုးလေးဆိုတော့ဟုတ်အဲသူတို့တွေလည်းဒါဟိုပေါ့အမြင်အစ်တစ်မျိုးပေါ့နော် ပြီးလို့ရှိရင်ဒါအမအမရဲ့တချင်းတွေကလည်းအသေးကွဲတဲ့ချင်းများတဲ့ခါကျတော့သူတို့တွေလည်းဒါအစ်စန်းလေးတစ်ခုပေါ့ ါတော့ဘာပေါ့နော်အမဒီမကြသေးခင်ကမအမတချင်းတစ်ကလေးပေါ့နော်အိမ်မက်လွင်ပြင်းဆိုရက်တချင်းလေးပေါ့နော်ဒီချင်းလေးထွက်ထားပါတယ်လို့ဟုတ်အိမ်မက်အိမ်မက်နဲ့ကြိုးပြတာဆိုလို့ရှင်အာပထမဆက်ရင်အိမ်မက်လေးပေါ့နော် အခုကအိမ်မက်လွင်မြင်ပေါ့ဟုတ် ဘဝရဲ့အစပေါ့နော်အမရဲ့ဒီအမှုပညာလောကရဲ့အစလို့လည်းပြောလို့ရပါတယ်အိမ်မက်လေးတခြင်းလေးရကြတာဟုတ်အိမ်မက်လေးမင်းတခြင်းလေးကကြတော့လေအမဘယ်လိုပြောမလဲဒီအမရဲ့တခြင်းတွေကိုရိုက်ပေးတယ်မောင်လေးတယောက်ရှိရပေါ့နော်အဲ့ဒါအာသူ့ရှိကိုအမသွားပြီးတော့မှตัวตั้วได้เฉยมาปอลิตัวดิทะชินหว่าดิทะชินนี่ชื่อแหละปอเนาะตรุก็เลยย้ายท่าได้ดิทะชินเนี่ยแหละดาโซ่แล้วตัวก็เลยไม่ซูผิดดอกปอเนาะสรเอาอันเนี่ย အမအဲ့ဒီချင်းလေးကိုနားထောင်ပြီးတော့မှအရန်ကြိုက်သွားတာပေါ့နော်ဆိုတော့အမစုံနေကြမဟုတ်တဲ့ပုံစံမျိုးလည်းဖြစ်တယ်ဆိုတော့အဲ့ဒါလည်းမှငါစုံချင်တယ်လို့သူတို့ပြောပြီးဆိုပြီးမှအဲ့ဒီဘန်ကိုပေါ့နော်ဘန်ကိုပြောပြီးဆိုပြီးမှပြောပြီးတော့မှစိုးဖြစ်ခဲ့တာပေါ့နော်ဟုတ်မတော်ကြတော့ဟိုပေါ့နော်ဒီဒီသင်းနေထောင်လိုက်တဲ့အချိန်မှာโอเคအဲနောက်ထောင်ပြီးတော့မှကိုဆိုချင်းတဲ့ပုံစံလည်းပြတော့ဟိုပေါ့ city pop user style လေးပေါ့နော်ဆိုတော့ဒီမှာလည်းတိတ်ဆိုးလေးဆိုတာမရှိဘူးဆိုတော့ဆိုရဲဟိုရင်တော့ဆိုဆိုဘူးတဲ့သူရှိရပေါ့လေဆိုတော့အမလည်းမဆိုဘူးဆိုတော့အဲ့ဒါနဲ့အရန်ကြိုက်သွားပြီးတော့မှငါဆိုချင်တဲ့သူတို့ကိုပြောပေးဆိုပြီးတော့မှဟိုဆိုပြခဲ့ရပေါ့လေဆိုတော့အမတ်တရားလေးပါပဲဟုတ် ကအမြဲတမ်းတော့အသေးမကွဲဘူးပေါ့လေဆိုတော့ဟိုပြီးတော့ဟိုအမြဲတမ်းအသေးကွဲသင်းတွေပဲထွက်နေရဆိုတော့လေဒါဒီသင်းလေးကလည်းဟိုပေါ့ဒီချစ်စရာကောင်းတဲ့သင်းပုံစံမျိုးလေးပေါ့နော်ပြောစရာကောင်းတဲ့ပုံစံမျိုးလေးဆိုတော့ဟုတ်အဲသူတို့တွေလည်းဒါဟိုပေါ့အမြင်အစ်စ်တမျိုးပေါ့နော်ပြီးလို့ရှိရင်ဒါအမအမရဲ့သင်းတွေကလည်းအသေးကွဲသင်းများတဲ့အခါကျတော့သူတို့အတွက်လည်းဒါအစ်စ်ဆန်းလေးတစ်ခုပေါ့ ဟောလို့တော့လည်းမဟုတ်ပါဘူးဒါပေမဲ့ဟိုဘောပြောရရင်တော့ကမာလေးကအချစ်တေကြောင့်လက်ဆက်နေရဲပြောရရင်တော့ဒီသင်းလေးကသူတို့ကဟိုဘောရိုက်ထားပြီးပြီအဆိုးကတ်တွေပဲမရိုက်ရသေးတာပေါ့နော်အဆိုးရောရဲ့ဗန်တွေပဲမရိုက်ကြသေးတာဒီထဲမှာပါတဲ့ကောင်လေးနဲ့ကောင်မလေးရဲ့ဟာတွေရိုက်ပြီးပြီပေါ့နော်ဆိုတော့ဒါအမအနေနဲ့ကကြတော့ပြန်ဆူပြီးတော့မှအမတို့ဒီအဆိုးကတ်တွေရိုက်ရုံပဲဆိုတော့ဟုတ်အရန်တော့မကြလိုက်ဘူးအမလေးကမနိုးထားချင်တော့ဘူးမတရားကတော့အမတို့အဲ့ဒီမှာ မမရဆိုလို့ရှိရင်ဝမဲအင်ကြီးစမပြီးတော့အဲ့ဒီတနာရီအတွင်းလားမသိဘူးတနာရီအတွင်းမှာအဲ့မှာ stylist ရဲ့ makeup artist ရဲ့အမတို့၃ယောက်တခါတယ်စိုင်တွေကလည်းပိတ်တော်မဲ့အဲ့မှာမှွေးရတာအဲ့မှာရောက်ရက်ခတ်လိုက်ရသေးတယ်ကွာပြီးတော့အဲ့နေရာမိုးနည်းနည်းရွာတယ်ဒါပေမဲ့အမတို့ရိုက်တဲ့နေရာကလည်းဟိုပေါ့မိုးမိုးလုံးနေပေါ့နော်ဆိုတော့အဆင်ပြေပါတယ်ဟုတ်ဘယ်လိုကွာခြားလဲဆိုတော့အဲ့ပေါ့အရင်ကွာခြားရတော့မရှိပါဘူးအဲ့လိုပေါ့ဟို ဟိုဘယ်လိုပြောမလဲသူတို့သူတို့အတွက်ကတော့ဟိုပါပေါ့ချစ်ချက်ကောင်းတဲ့အဲတချင်းလေးပေါ့လေဆိုတော့အမအတွက်လည်းဒီလိုပါပဲပြောပါတယ်ချစ်ခဲ့တာပါ။အော်ခံစားမှုကဒီလိုပေါ့ဟိုပါအမအမြဲတမ်းအသေးကွဲသချင်းလေးပဲထွက်တာများတယ်လေ။ဆိုတော့ဒါအခုသချင်းလေးထွက်လာတော့လေ အာပုံစံတစ်မျိုးလေးပေါ့နော်ဟုတ်ဒါကတော့အမဟိုလေးဒီအမရဲ့ wedding မတိုင်ခင်တုန်းကတော့အမတခြင်းနေထွက်တယ်ပေါ့နော်အဲတလားတပုတ်ထွက်မယ်ဆိုပြီးတော့လေအမတခြင်းလေးထွက်တယ်ပြီးတော့ wedding ပြီးတော့ဒါဟိုပေါ့ပထမဦးဆုံးတခြင်းလေးလို့ပြောလို့ရပါတယ်ဟုတ်အဲ့တဆိုင်နေတော့လည်းမဟုတ်ပါဘူးပြီးတော့အမအဲ့လိုပေါ့ဒီအသက်ွက်စင်းထွက်တာများတဲ့ခါကျတော့လေအပျော်ပတ်သွားတဲ့တခြင်းမျိုးလေးတွေထွက်ဖို့လည်းလိုတယ်ပေါ့နော်ဆိုတော့ဟုတ် อืม feedback လေးတွေကတော့ဟောပေါ့ဟိုဒီတခြင်းလေးကိုကြည့်ပြီးတော့မှနားထောင်ပြီးတော့မှတို့လည်းဒါအာပျော်ပျော်ရွှင်ရတဲ့အရာတလေးရတယ်ပေါ့เนาะချစ်တခြင်းလေးပေါ့ဟုတ်အစ်ခံရတာတော့အစ်ခံရတာအစ်နဲ့မှဟိုပေါ့ဒီအစ်ခံရတယ်အပြင်မှာလည်းအစ်ခံရတယ်ကောင်းမလေးကမေးလည်းမမေးပဲဖြစ်ဆက်ကောင်းပါတယ်ပြီးတော့ ခုနပြောလို့ပဲတခြင်းလေးရလဲဟောပေါ့ဒီ city pop music style လေးဆိုတော့လို့အကြွလေးပေါ့နော်ပြီးတော့ဒါ band ကမောင်လေးနေလဲအားလုံးနဲ့ရင်းနှီးပြီးသားဆိုတော့အောင်ပြုရရှင်ကောင်းလေးရိုက်ကူးပြီးစီခဲ့ပါတယ်ဟာလာပါဒုလို့ဦးသာတိမ်ဆိုင်တွေပေါ်မှာဆန်းဆောင်ကြကြမ်းပဲအမအမမဆိုဘူးပေါ့ပြောရရင်တော့ပေါ့နော်ဒီမှာဒီမှာတော့ချို့ဆိုဘူးကြပါတယ်ဒါပေမဲ့အခုကတော့ဒါအမကပထမဆုံးပေါ့ဟုတ် အမတွက်ကြတော့လေဟိုပို့လင်းပြောရရင်တော့အရင်ကြီးတော့မခက်ခဲဘူးစပြီးနားထောင်နေရကိုယ်နဲ့လိုက်မယ်လို့အမခံစားရတယ်ပေါ့နော်ပြီးတော့အမဖန်တီးရတဲ့ချင်းတွေအားလုံးကလည်းအမနဲ့လိုက်မယ်ထင်တဲ့အာပုံစံပေါ့နော်လိုက်မယ်ထင်တဲ့ style လေးတွေပဲအမဆိုဖြစ်တာများတယ်ကိုယ်နဲ့မလိုက်တာတော့မဆိုဟုတ်အားလက်ချင်းလေးအားပေးပါပြီးတော့ဒါကြီးတို့နဲ့အတူလက်တွဲထားတဲ့ဘန်ကိုလည်းအားပေးပါလို့ပြောချင်ပါတယ်ဟုတ်